ကဲဒီအိမ်ထဲမှာဆက်ဆောက်ဝင်လိုက်တဲ့နေမြတ်ပါကတော့ dining area လေးပါ dining area နဲ့ toilet living area လေးဆက်ပြီးထားပြတဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုချက်ခဲ့ပြီးတော့ green house ကလည်းနှစ်ခုတော့ပါတယ်ဆိုတော့အလင်းရဲ့ကောင်းကောင်းရိုက်ဟိုဘက်ချမ်းမှာဆိုရင် kitchen တွေပါရှိပါတယ် ဒီအချိန်လေးမှာဆိုလို့ရှိရင်ဒီမော်ရရှိတဲ့ကြောင့်မလို့ကိုကအနန္တတိပါတဲ့စားစားပြီးချက်မယ်ဆိုရင်ဒီမော်ကိုခွင့်တာမရမယ်။နောက်ပြီးတော့ဟိုဘက်ချက်မှာဆိုရင်အပြင်ဘက်မှာဝိရှောသထားပြီးတဲ့နေရာလေးရှိတယ်။ ဒီခန်းလေးကတော့အထက်မှာရှိတဲ့ပထမဆုံးအိမ်ခန်းလေးပါဒီမှာဆိုရင်ဘေးမတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့လေကောင်းလေတာလေးတော်တော်လေးရတယ်ပုံမှန်အတွက်လည်းမပါပါသေးတယ်အဲ့ဒီအခါမှာဆိုရင်အိမ်လာတဲ့ဧည့်သည်တို့မှတော့တိုင်းလည်းရှိပါလေ ့ဘောရက living room area တွေကဘောရရဲ့ခမအောင်ဆုံးအိတ်ခန်းလေးပါဘုံမှာဆိုရင်ဗီဒီယိုလေးပဲရှိပါတယ် ဒီခန်းလေးကတော့နောက်ထပ် master bedroom တစ်ခန်းပဲဖြစ်ပါတယ်။ဥပမာဆိုရင်အရာလေးရှိပါတယ်။ဒီခန်းလေးကတော့နောက်ဆုံး master bedroom အခန်းလေးပါ။ကြီးရတာတော့တော်လေးကိုတော့ကြည့်ခဲ့။ အင်ချမ်းမြင့်အကြံပေးဝန်ဆောင်မှုကို Sky Innoham မှဖော်ပြပြီးစိတ်ရှိတဲ့ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ကဲဒါဆိုရင်တော့အခုပဲ Sky Innoham.com မှာထိုင်းနိုင်ငံရဲ့အင်ချမ်းမြင့်တွေအကြောင်းကို29ရက်ပတ်လုံးဝေရောက်လည်ပတ်နိုင်ပါပြီနော်။